မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်အမှုတွဲမှာစေယုံစုမီတဲ့မိကွန်၆ခုကို ပြင်ပလောကနဲ့အဆက်အသွယ်ဖျက်ထားအတွက်မတိလို့ဥဝင်းမြင့်ချေပါတဲ့အကြောင်းတင်ဆက်ပေးပါမယ်လူမှုကွန်ရက်မှာပေါက်ကြားလာတဲ့စေယုတ်စုတရားရုံးမှာနိုင်ငံတော်သမရအဝင်းမြင့်ရဲ့အမှုထွက်ဆိုချက်ကဒေါအောင်ဆန်းစုကြည်မှုရဲဖြစ်ပြီးအဲ့ဒီထွက်ဆိုချက်မှာပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်တောက်ထားတာကြောင့်မသိဆိုတဲ့မိကွန်၆ခုဖြေဆိုထားတာကိုတွေ့ရပါတယ် ဒီထွက်ဆိုချက်ကဥဝင်းမြင့်ကို2021ခုနှစ်အောက်တိုဘာလ12ရက်နေ့မှာဇဘူတီနီမြို့နယ်တရားရုံးမှာဆက်စည်းခဲ့တဲ့ထွက်ဆိုချက်ဖြစ်ပါတယ်။ဒီထွက်ဆိုချက်မှာအာနာသိန်းကျင်း2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစစ်ကော်မရှင်တပ်ရဲ့ဗိုလ်ချုပ်ကြီးဒါမမဟောဒုတိယဗိုလ်ချုပ်ကြီးနှောင်းဦးကဥဝင်းမြင့်ကိုကျမ်းမာရေးကြောင်းပြပြီးနိုင်ငံတော်သမ္မတတောင်မမနှုတ်ထွက်ခိုင်းတော်လဲအသက်အသီးခံကနှုတ်ထွက်မပြီးနိုင်ကြောင်းထွက်ဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လဒုတိယပတ်မှာ2021ခုနှစ်အောက်တိုဘာလ26ရက်ရက်စွဲနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက် ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်တစ်စောင်ပေါင်ကြားခဲ့ပါသေးတယ်။ဒီထွက်ဆိုချက်နှစ်ခုမှာဦးဝင်းမြင့်ကိုတရားခဏ်တက်တည်အမှတ်စဉ်တင်လို့ဖော်ပြထားပြီးဒေါအောင်ဆန်းစုကြည်ကိုတရားခဏ်တက်တည်နှစ်လို့ဖော်ပြထားပါတယ်။ ထွက်ဆိုချက်နှစ်ခုစလုံးမှာယာကြီးမှုအမှတ်35လို့ပါရှိတဲ့အတွက်အခုထပ်မံပေါက်ကြားလာတဲ့ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်ကရခင်ပေါက်ကြားလာတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တရားရုံးထွက်ဆိုချက်နဲ့အမှုရဲတစ်ခုတည်းဖြစ်ပါတယ်။လက်ရှိပေါက်ကြားလာတဲ့ထွက်ဆိုချက်အတွင်းအပြန်အလှန်မေးမြန်းမှုမှာ2021ခုနှစ်ဖေဖော်ဝါရီလရက်မှာလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ပြည်သူ့ပန်ကြားချက်စာအကြောင်း NLD ပါတီဝင်များဦးဆောင်ပြီးပြည်သူ့နှုတ်တော်ကိုစားပြုကော်မတီ CRPH မူရင်းအရှိအသားတိုင်းမြို့သားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့စာနာတို့ကိုဖွဲ့စည်းထားခြင်းဖြစ်ကြောင်းပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုရခိုင်ကလေးကဖွဲ့စည်းရန်ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း NLD အဖွဲ့ဝင်များပါဝင်တဲ့လူငယ်တွေက PD ရဲ့အကြမ်းဖက်တွေကိုနိုင်ငံရဲ့ဒေသတော်တော်များများမှဖွဲ့စည်းခဲ့ကြခြင်းဖြစ်ကြောင်း PD ရဲ့အဖွဲ့တွေကအများပိုင်နေရာတွေကိုဘုံခွဲခြင်းလုံခြုံရေးအဖွဲ့တွေကိုတိုက်ခိုက်ခြင်းဒလန်လို့ဆွဆွဲကတပ်ဖြတ်ခြင်းဖြစ်ကြောင်းနိုင်ငံတော်အစိုးရနဲ့နိုင်ငံတော်ညီဝတ်ရေးကိုထိခိုက်စေတဲ့ ပြမှုကိုတအုပ်တယောက်ကကျူးလွန်စေဖို့ရည်ရွယ်ချက်နဲ့တတိကံကာကြီးအကြောင်းကြားစာနဲ့တတိကံခါခွေးကြီးညာချက်ကို NND ဗဟိုအလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းစာရဲမေကွန်း6ခုကိုဥဝင်မြင့်က2021ဖေဖော်ဝါရီလရက်မနက်9:00နာရီခန့်ကဖမ်းဆီးခံရတဲ့အချိန်ကစပြီးပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရတာကြောင့်မတိလို့ဖြေဆိုခဲ့ပါတယ် ဒေါအောင်ဆန်းစုကြည်ကိုစစ်ဆေးမေးမြန်းချက်မှာလည်းတတိကံကာကြီးအကြောင်းကြားစာနဲ့တတိကံခါခွေကျင်းညာချက်တို့နဲ့ပတ်သက်တဲ့မေးခွန်းကိုပြင်ပနဲ့အဆက်အသွယ်မရှိတဲ့အတွက်မဖြေဆုံနိုင်ကြောင်း CRPHNUG နဲ့ PDF တို့ဖွဲ့စည်းထားတာကိုမသိတဲ့အတွက်သဘောထားပေးဖို့မရှိကြောင်း CRPH ကိုရခိုင်ကလေးကဖွဲ့စည်းရန်ကြိုတင်ပြင်ဆင်ထားခြင်းဆိုတဲ့မေးခွန်းကိုလုံးဝမသိကြောင်း PDF များမိုင်းဆွဲတိုက်ခိုက်ခြင်းဒလန်ဆွဆွဲတပ်ဖြတ်ခြင်းပြုလုပ်နေတယ်ဆိုတဲ့မေးခွန်းကိုပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားတဲ့အတွက်မသိကြောင်းနိုင်ငံတော်မတည်ငြိမ်မှုဖြစ်စဉ်တွေက NND မှထုတ်ပြန်တဲ့တတိကံကာကြီးနဲ့ခါ ာကွေးများကြောင်းဖြစ်ပေါ်ခဲ့ရတဲ့ဆိုတဲ့မေးခွန်းကိုမြည်သည့်မတည်ငြိမ်မှုတွေကိုဆိုလိုမှမသိကြောင်းဒေါအောင်ဆန်းစုကြည်ကဖြေဆိုခဲ့တာကိုတွေ့ရပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့2021အောက်တိုဘာ26ရက်မှာထွက်ကြို ဇက်စာရှိစာမျက်နှာသုံး၅ပိုက်မြောက်မှာအမှုတွဲပေါ်ပေါက်ချက်ရရခုအမှုတွဲမှာဆွဆွဲခံရသူ၃ဦးပေါ်ဆွဲဆိုထားတဲ့အမှုမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလုံးမှုဆောင်ကထုတ်ပြန်ခဲ့တဲ့အကြေညာချက်၂ဆောင်နဲ့ပတ်သက်ပြီးစစ်ဆေးနေတဲ့အမှုဖြစ်ကြောင်းလို့ဖော်ပြထားတဲ့အတွက်အဲ့ဒီအမှုတွဲမှာဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပြင်နောက်ထပ်အမှုတွဲတအုပ်ပါဝင်နေပါသေးတယ်။ ပေါကြားလာတဲ့ထွက်ဆိုချက်တွေကိုလေးလာကြည့်ပါကအမှုတွဲမှာထပ်မံပါဝင်နေသူမှာ NND တဘာပတိတအုပ်ဖြစ်တဲ့ဦးဝင်းထိန်လို့ယူဆရပါတယ်။ဒါပေမဲ့ဒီအချက်နဲ့ပတ်သက်ပြီးသတင်းဌာနအနေနဲ့ထပ်မံအတည်ပြုဖို့စုံစမ်းနေစေဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီရွေးကောက်ပွဲဒီမိုကရေစီစံနှုန်းနဲ့မညီလို့မပါဝင်ကြဖို့ NUG တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကဒီမိုကရေစီစံနှုန်းနဲ့မညီတာကြောင့်လွတ်လပ်မှုမရှိတဲ့ရွေးကောက်ပွဲမှာပါဝင်မှုမပြုဖို့တိုက်တွန်းကြောင်းကရင်မျိုးသားစီရင် KNU ကထုတ်ပြန်ပါတယ်။စက်တင်ဘာလ 25ရက်ကပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ KNU ကအဲ့ဒီလိုထုတ်ပြန်ခဲ့တာဖြစ်ပြီးကောတူလီအတွက်သာမကမြန်မာတပြည်လုံးဒီမိုကရေစီအပြည့်အဝရရှိဖို့အတွက်တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့လူငယ်တွေတက်ကြွလှုပ်ရှားသူတွေရဲဘော်တပ်မှုတွေတော်လိုင်းမိဖက်ဖွဲ့တွေအားလုံးနဲ့ခေါင်းဆောင်များအားလုံးကိုခွန်ပြုကြောင်းဖော်ပြပါရယ် KNU ကဒီမိုကရေစီစံနှုန်းနဲ့ညီ bottom effort တွေဒီမိုကရေစီမှုကိုအခြေခံတဲ့နိုင်ငံလမ်းစဉ်တွေကိုချမှတ်လျက်ရှိပြီးကောတူလီနဲ့မြန်မာပြည်သူများလှူလာတောင်းတတဲ့ဒီမိုကရေစီအစ်စ်မှန်ကိုဖော်ဆောင်ဖို့တော်လိုင်းတပ်ဖွဲ့တွေနဲ့ကြိုးစားလှုပ်ဆောင်နေ င်းကြောင်းအသိပေးပါရယ် KNU နေနဲ့စစ်ကောင်စီကျင်းပမဲ့ရွှေကောက်ပွဲကိုလက်မခံကြောင်းတရားဝင်ထုတ်ပြန်အသိပေးထားသလို KNU လက်အောက်ခံခရိုင်နဲ့တမဟာရီက KNU ဗဟိုရဲ့ရည်တီချက်အတိုင်းရည်တီကရွှေကောက်ပွဲမှာပါဝင်ပသက်သူတွေကိုအရေးယူမယ်လို့တတိပေးထားပါရယ် စတက်ကတပတ်သက်ကျင်းပမယ်ရွှေကပွဲကပြည်သူများကိုငရေတွင်ပို့ဆောင်ရတာဖြစ်ကြောင်းဆေယနာရှင်ကိုတက်ဆိုးရှင်စီမံတိုင်းသားပြည်သူတရက်လုံးပေါ်ဖိနှိပ်ကြုံပြုခုတ်သွေးဆုပ်ပြီးအသက်ရှင်လျက်တည်ဆုံးသူနဲ့မချားတဲ့ဘဝကိုတွန်းပို့မယ်ရွှေကပွဲဖြစ်ကြောင်း KNU ညောင်လေးပင်ခရိုင်တမဟာတုံးကထုတ်ပြန်ထားပါတယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့ဖားပွန်ခရိုင်မှာရခုလဝဲအတွင်း KNL နဲ့စစ်ကောင်စီတပ်တိုက်ပွဲ90ကျော်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခရင်မျိုးသားစည်းရုံး KNU ဖားပွန်ခရိုင်မူထရခရိုင်တပ်မဟာ9နှစ်မြီမှာရခုစတင်မာလဝဲအတွင်းစစ်ကောင်စီနဲ့တိုက်ပွဲ58ကျိန်ဖြစ်ပွားခဲ့ကြောင်း KNU ဖားပွန်ခရိုင်ကစတင်မာလ16ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။စတင်မာလတရက်မှ15ရက်တွင်စစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုတိုက်ပွဲဖြစ်ပွားမှုတွေကို KNU ဖားပွန်ခရိုင်တပ်မဟာ9ကခရင်ပါတာနဲ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။15ရက်အတွင်းတပ်မဟာ9ရဲ့ဖားပွန်ခရိုင် င်ငယ်ထုတ်ပြန်ကြံရစကားစကားလူခွင့်ရင်ချိုးပေါက်တာတွေအများကြီးရှိရလို့ရှင်းထားပါတယ်။ KNL နဲ့စစ်ကောင်စီဘက်ကတိုက်ပွဲဖြစ်ခဲ့တဲ့ဟာလည်းရှိတယ်။စက်တင်ဘာ၁ရက်နေ့ကနေ15ရက်နေ့အတွင်းမှာတိုက်ပွဲအလုံးပေါင်း58ကြိမ်ဖြစ်ခဲ့တာပြီးတော့ဒီတိုက်ပွဲဖြစ်တဲ့ပုံမှာစကားစဘက်က၄ဦးတည်ဆုံနေထိခိုက်ဒဏ်ရာရှိရှိနေပြီးတော့စကားစရဲ့စအောင်တစ်ခုကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ကရင်သတင်းအရင်းမြစ်တွေက KNU တပ်မဟာ9ရဲ့သတင်းထုတ်ပြန်ချက်ကိုဘာသာပြန်ရှင်းပြပေးပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်ကဒရုန်းအုံပြုတ်တိုက်ခိုက်ခဲ့တယ်လို့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါရတယ်။ ဂျက်ဖိုင်တာတွေတုံးပြီးဘုံလာကျဲတာကြောင့်ဖြီသူလူထုတွေရဲ့အလုတ်ကင်နေရာတွေရွာတွေမှာလာကျဲတာအကြောင်းကိုပြမှတ်ထားပြီးလာကျဲတဲ့ပုံမှာလူခွင့်ရေချိုးဖောက်ခဲ့တဲ့ဟာလို့သူကရှင်းတာပေါ်တော့ဆိုပြီးကရင်တည်င်းအရှင်းမြစ်တွေကပြောပါတယ်။ KNU တပ်မဟာနဲ့ခရိုင်ခုနှစ်ခုရှိရာဖပွန်ခရိုင်တပ်မဟာငါကနေမြင်အတွင်းစစ်ကောင်စီတပ်များအထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီးနောက်တိုက်ပွဲထောင်ချီပေါ်ဆောင်လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဆက်လက်ပြီးစစ်ကော်မရှင်က၎င်းတို့စစ်မနိုင်တဲ့မြို့နယ်56မြို့နယ်မှာရွှေကောက်ပွဲမကျင်းပနိုင်ကြောင်းဝန်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆရာနာသိမ့်မှုကိုတရားဝင်ဖြစ်စေဖို့ရှိရပုံပေါ်နေတဲ့ရွှေကောက်ပွဲကျင်းပနိုင်ဖို့အတွက်စင်းဟုတ်ချုပ်ရေးကြီးညာပြီးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မြို့နယ်များကိုစစ်မနိုင်တဲ့အတွက်အဲ့ဒီဒေသတွေမှာရွှေကောက်ပွဲမကျင်းပနိုင်ကြောင်းစစ်ကော်မရှင်ကဝန်ခံထုတ်ပြန်ပါတယ်။စစ်ကော်မရှင်ကရွှေကောက်ပွဲကော်မရှင် UEC မှာတဆင်နိုင်ငံတော်ဝန်ရှိမြို့နယ်56မြို့နယ်လွတ်တော်3ရက်ရဲ့မဲဆန္ဒနဲ့121မြို့နယ်တို့မှာရွှေကောက်ပွဲမကျင်းပနိုင်တော့လို့ပြီးခဲ့တဲ့စက်တင်ဘာ14ရက်ကထုတ်ပြန်လာပြီးအဲ့ဒီမြို့နယ်များစုကစေအုပ်ချုပ်ရေးကြီးညာထားမှုမှာပါဝင်နေကြောင်းသိရပါတယ်။အဓိကကတော့စေအုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်တွေကိုအခြေခံပြီးတော့ဒီ56မြို့နယ်ကသူတို့လုံးဝစစ်တိုင်းလို့မနိုင်တော့ဘူးသူတို့ရွှေကောက်ပွဲပြီးမှစက်တိုင်းရမယ်ဆိုတဲ့သဘောမျိုးလို့ယူဆရတယ်လို့စီရေးလိလာဆောင်ကြည့်သူ CDN ဖိုလ်ကြီးစင်ရောကပြောပါတယ်။အဆိုပါရွှေကောက်ပွဲမကျင်းပနိုင် င်တော်တဲ့မြို့နယ်တွေကကချင်လေးမြို့နယ်၊ကရင်ပြည်သုံးမြို့နယ်၊ချင်းလေးမြို့နယ်၊စကိုင်းစင်မြို့နယ်၊မကွေးငါမြို့နယ်၊မန္တလေးသုံးမြို့နယ်၊ရခိုင်စင်မြို့နယ်နဲ့ရှမ်း၁၈မြို့နယ်တို့ဖြစ်ပြီးတော်လိုင်းအင်အားစုတွေတင်ပိုက်ထားတဲ့အတွက်စစ်ကောင်မရှင်ကဆင်းအုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်များလည်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်မရှင်ကခုခံတွန်းလှန်မှုတွေကြောင့်ပြီးခဲ့တဲ့ဇူလိုင်31ရက်ကတိုင်းနယ်ပြည်နယ်ကိုကုရှိမြို့နယ်63မြို့နယ်ကိုဆင်းအုပ်ချုပ်ရေးကြီးညာခဲ့ရာကချင်မဆွန်ဘရာဘန်ရွှေကူအင်ဂျန်ရန်စီလိုနယ်ချီပွေတို့ဖြစ်ပြီးရွှေကူကလွယ်ပြီးကျွတ်ကပွဲကျင်းပမှာမဟုတ်ကြောင်းထုတ်ပြန်ထားပါတယ်။ ပင်ယနီကရားပြည်နယ်မှာရှာတော်ဖားဆောင်မဲဆက်နဲ့ချင်းမှာကံပလတ်ထန်တလန်ပလတ်ဝတွန်းဆန်မင်းတက်မတူပြီးဖလန်းမြို့နယ်တို့ဖြစ်ပြီးကရင်နီသုံးမြို့နယ်နဲ့ပလတ်ဝမတူပြီးကံပလတ်မင်းတက်မြို့တို့မှာလည်းစစ်ကော်မရှင်ကရွေးကောက်ပွဲမကျင်းပတော့ကြောင်းသိရပါတယ်။အဲ့ဒီလိုစေယုတ်ချုပ်ရေးညင်ညာထားတဲ့မြို့နယ်များစုကိုစစ်ကော်မရှင်ကစစ်မနိုင်လို့ရွေးကောက်ပွဲမကျင်းပနိုင်တော့လို့ထုတ်ပြန်ခဲ့တော့လဲခြံလက်ထားတဲ့မြို့နယ်အချို့နဲ့ကြံရှိနေမြေတွေကိုစစ်မျက်နှာပူချဲ့သွင်းလာနိုင်ကြောင်းစစ်ရေးကက်ခတ်တွေကသုံးသပ်ထောက်ပြပါတယ်။သခိုင်းတိုင်းမှာတော့မြို့နယ်ကိုမြို့နယ်ကိုစေယုတ်ချုပ်ရေးညင်ညာပြီးအဲ့ဒီထဲမှာကောလင်းကနီနီယာမှာ မြအောင်ရှင်းမှတ်ပြီးတဆယ်တို့ကိုလည်းအစာထိုးပြီးထီးကြိုက်အင်းတော်ပင်လယ်ဘူးပလဲတပရင်ခင်ဦးနဲ့ဝက်လက်ပါဝင်ဆယ်မျိုးနဲ့မှရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းသိရပါတယ်။ဒါအပြင်မကွေးတိုင်းရှိပေါ့မြိုင်စောထီလင်းရေစကြိုနဲ့မန္တလေးတိုင်းရှိမိုးကုတ်စင်ကူးမျိုးနဲ့ငဇုံမျိုးနယ်တို့ကိုလည်းဆေးဥချုပ်ကြီးကြီးညာထားသလိုငဇုံနေရာတွေမှာတို့ကြီးစားထိုးပြီးရွေးကောက်ပွဲမကျင်းပနိုင်တဲ့မျိုးနယ်တွေအဖြစ်စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။အလားတူရခိုင်ပြည်နယ်ရှိဆေးဥချုပ်ကြီးကြီးညာထားတဲ့ရန်ပြေပေါ့တော်ပုံနယ်ကျုံရှိတိတောင်ကွာမောင်တော်ဘူးတိတောင်ကြောက်တော်မင်းပြား မြေပုံမြောက်ဦးတန်တွဲအန်းနဲ့တောင်ကုန်းမြို့နယ်တို့အနက်ကွာတန်တွဲအန်းနဲ့တောင်ကုန်းတို့ကိုချန်လက်ပြီးရွှေကပွဲမကျင်းပနိုင်တော့ဘူးလို့ဆိုပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မှာနံမတူမဘိန်းကွက်ခိုင်နန်ခမ်းသိန်းနီကွန်းလုံးနန်းဆန်မန်တုံဟိုပန်လောက်ကဲကုံချမ်းမုံမိတ်ကြောင့်မဲတီပေါ်နဲ့လားရှိုးမြို့နယ်မိုင်းလာမြို့နယ်ကိုစစ်ကော်မရှင်ကစေအုပ်ချုပ်ရေးကြီးညာထားပြီးရွှေကပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေအဖြစ်ထုတ်ပြန်ထားပါတယ်။အဆိုပါမြို့နယ်များနဲ့ကြောက်ပေါကြောင်မဲတီပေါ်ကိုချန်လက်ပြီးပန်ဆန်းပန်ခန့် နာဖန်မိုင်းမောပန်ဝိုင်တို့ကိုအစားထိုးထည့်သွင်းပြီးနမတူမပိန်ကုတ်ခိုင်နန်ခန်သိန်းညီကွန်းလုံးနန်းဆန်မန်တုံဟိုပန်လောက်ကိုင်းကုံချံမိုးမိန်နဲ့မိုင်းလာမျိုးအပါအဝင်၁၆မျိုးနဲ့မှရွေးကောက်ပွဲမကျင်းပလို့သိရပါတယ်။ဒါပေမဲ့ကရင်ပြည်နယ်ရှိစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့ကော့ဂရိတ်နယ်ကြိုင်းစိတ်ကြီးမျိုးနယ်တို့ကိုတော့စစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိလို့ဖော်ပြထားခြင်းမရှိသလိုလာမယ့်ဒီဇင်ဘာ28ရက်မှာမြို့နယ်တရားမြို့နယ်မှာရွေးကောက်ပွဲအပိုင်းတစ်ပြုလုပ်နိုင်ဖို့ကြိုးပမ်းလျက်ရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။